အကုတ်ကိုမသိတဲ့ကပီရိစရာသွားအကုတ်ပြန်ပီရိစရာကဘာလူလိုက်ဆိုရင်အဲ့သွားလူကတ်တုံးလေးတစ်ခုဖတ်ဖို့ပီရိစရာရဲ့နာမည်ကိုရေးထားတာတော့ပီရိစရာဆရာညာတဲ့ကတ်တော့ဖတ်ဖို့တော့ပြောရနော်ရှင်းတာကပီရိစရာရဲ့နာမည်ပီရိစရာဆရာညာတဲ့ရှင်းတာပြီလူတယောက်ကိုကြောက်တမုံလေးနဲ့ တွက်ချက်ပြီးတော့ဤသူကဘာပြောလို့ဆိုမြတ်လူညာခံလိုက်ပဲတဲ့တတိထာအခရာလူညာခံဖို့ကိန်းရှိနေတယ်ဆိုတော့ဟာကဲဆရာကြီးလည်းဖြစ်နိုင်မှုတွေတဲ့ကျုပ်လူညာခံမယ်ဆိုတာကျုပ်ကမတန်ကင်းပါတယ်ပေါ့အခုပဲခင်ဗျားညာခံနေရပြီမို့လားတဲ့အဲ့လိုရေးထားတာလေးတွေ့ရတယ်ငငယ်ရောဖတ်ခဲ့တဲ့ကတ္တောနဲ့မှပါတော့ ပီးရင်ဆရာတွေကိုမမှန်ဘူးလို့ပြောတာတော့မဟုတ်ပါဘူးသူတို့ထမင်းအိုးလည်းမရိုက်ခွဲပါဝါဒနာပါတဲ့လူတော့မေးပေါ့နော်ဆိုလိုတာကလူရဲ့ကောင်းကျိုးဆိုကျိုးဆိုတာခုလုံးတဲ့ပေါ်မှာမူတည်တယ်ဆိုတာကိုတော့တတိထားသူခေါ်လို့ဖြစ်တာတော့မဟုတ်ဘူးအဲ့တော့မကန်တဲ့ဖြင်းပညာရဲ့တည်းရောမရှိဘူးလားဆိုရှိလား ဖျားလောင်းနေမွေးဖွားလာတဲ့အချိန်မှာကုဋေညာစားတဲ့ပုံနာလေးကုဋေညာတော့အငယ်ဆုံးပေါ့လေရှ िख ိကရေဟောပြောမှုတွေကတော့ရှိတာပေါ့နော်ကျန်အင်းလက္ခဏာကြည့်ပြီးတော့ဟောတာလည်းရှိတယ်နိဒန်လက်ခတ်ကိုကြည့်ပြီးတော့ဟောတဲ့ပညာရတယ်လည်းရှိမမှန်ဘူးဆိုတာကြည့်တယ်ပြောလို့တော့မဟုတ်ဘူးပေါ့ အားကိုးရမှာမဟုတ်ဘူးလို့ပဲပြောချင်နော်ဖြေရင်ဆိုတာသူကသူကိန်းဆိုင်နေတာတော့ဆက်ချင်ဆိုင်နေကိုတိပြီးရင်ကိုလောကမှာကိုတောင်အောင်ဆိုတာကိုတော့သတိထားကိုဘာလောကမှာဆိုတာတိဖို့ပဲအရေးကြီးတယ်ဘိရင်ဆရာမပြောနဲ့တရားပြောတဲ့စကားတော့မှားသေးတယ်။နော်။အဲ့တော့ ဘယ်ຢာတွေကအဆုံးဖြတ်ပေးတာတော့လို့ဆိုလို့ရှိလူရဲ့လုံလဝိရိယနဲ့အသိဉာဏ်ကအရာရာမှာဆုံးဖြတ်ပေးနိုင်တယ်။သကြာရဲ့ဟောကိန်းတော်လွဲသွားနိုင်သေးတယ်။လူတွေရဲ့လုံလဝိရိယအသိပညာရှိရှိနဲ့ကြိုးစားမဲ့ဆိုရင်သကြာရဲ့ဟောကိန်းတော်လွဲသွားတယ်ဆိုတာကာလင်္ဂတ်ဆက်မှာရှိတယ်။ ရှားဖို့သတိထားစရာပြောပြတာပါနော်။ဆွဲလက်မကြည့်ကြဘူး။သတိထားစရာကိုပြောပြတယ်။ကာလင်္ကမင်းနဲ့အတကမင်းစစ်ခင်းကြတဲ့အခါမှာကာလင်္ကမင်းကစစ်သားဥယျတောင်ရှိအတကမင်းကတထောင်ပဲရှိဒီမင်းနှစ်ပါးစစ်ထိုးကြတော့မယ်ဘသူနိုင်လဲလို့ဆိုတော့ကာလင်္ကမင်းနိုင်မှာပေါ့စေဟာကောင်းအတကမင်းရှုံးမယ် ခြေသာကိုဘသူပြောလိုက်တာတော့ဆိုသကြာမင်းပြောတာကာလင်ကမင်းနိုင်မယ်အတကမင်းရှုံးသူပြောတဲ့အချိန်ကမှန်တယ်လေအဲ့ဒီခြေပဲမမသို့သောအဲ့ဒီသကြာမင်းရဲ့ဟောတဲ့စကားကိုကြားရတဲ့အခါမှာအတကမင်းရဲ့လူတွေကစိတ်ကမကြောက်ဘူးအဲ့ဒီမှာဖះအလောင်းပေါ်လာနန္ဒီတေနဆိုတဲ့စစ်ကောင်းဆောင်ပါ ဖျားလောင်းလို့ဆိုတာမျိုးကလုံးလဝိရိယအမတန်ရှိတယ်အသိပညာအမတန်ကျွမ်းဝတဲ့လူကြီးအဲ့ဒါစီယုံပြီးတော့လူကြီးရဲ့စိတ်တချမ်းခိုင်မှုနဲ့လေ့ကျင့်မှုတွေကိုဥစားပေးပြီးတော့တပတ်အတွင်းမှာစိတ်ကြမြင့်တင်ရေးတို့ကျွမ်းပါအထောက်ရေးတို့ကြိုးစားလိုက်တာတကယ်စစ်တိုက်တဲ့အခါကျတော့သူ့ဘက်ကနိုင်သွားကာလင်္ကဘက်ကပါလို့ရှုံးသွားတော့ဆို တို့နိုင်ပါဟေ့ဆိုပြီးတော့တွေ့မစည်းယုံကြတော့ဒါပဲသူတို့ရှုံးတာအဲ့ဒါကြောင့်ရှုံးမစည်းယုံဘူးမလေးကျင့်ဘူးတကယ်ရင်ဆိုင်တွေ့တဲ့အခါဖြိုးပြဲပြုတ်ပွဲပြီးတော့ရှုံးသွားတာအဲ့ဒီမှာတရားမင်းဟောခိမှားသွားတော့တရားကြီးဝိုင်းဆက်ခံရတာပေါ့ အမှန်တော့တရားပြောလို့ရှုံးတာလည်းမဟုတ်ဘူးတရားပြောလို့နိုင်တာလည်းမဟုတ်ဘူးဆိုတော့တတိထာဘုလို့ပြောဗေဒိဆရာဟောလို့စံဝဲအောင်တာလည်းမဟုတ်ဘူးဗေဒိဆရာပြောလို့စံဝဲကြတာလည်းမဟုတ်ဘူးအဓိကတော့ကိုယ့်ပေါ်မှာမူတည်တယ်ဆိုတဲ့စကားလုံးမတတ်ထားဘူးလို့ဟာတယ်အဲ့ဒီမှာတရားမင်းကယသိကြီးစီပြောနေတာယသိကနေတဆင်ချာ နောက်တရားမင်းလာတဲ့အခါကျတော့ယသိကသူလည်းနမပြက်တယ်။နမပြက်တော့ယသိကအဲ့ဒီအချိန်မှာပြောတယ်။အခုကာလင်ကမင်းနိုင်မယ်ပြောရရှုံးသွားပြီတဲ့အသက်ကနိုင်သွားပြီ။စစ်ပွဲကြီးပြီးသွားပြီ။တရားရမင်းနဲ့ဘောင်းလင်ရတာတော့တဲ့။ဆိုတော့တရားမင်းပြောတဲ့စကားရှင်းရှင်းလေးဒေဝနာအိတယန္တိပုရိသပရကမတ္တ လုံလောက်ဝိရိယနဲ့ကြိုးစားအထုတ်တဲ့လူကိုသူတို့ဘယ်တော့မှအပြစ်မတင်ဘူးတဲ့သူတို့ကြိုးစားလို့နိုင်တာတဲ့။နောက်ကြိုးစားအထုတ်မယ်ဆိုရင်တရားဟောခြင်းထုတ်တာတောင်မှလွဲသွားနိုင်နေတယ်တဲ့။ဒီလိုမှတ်သားဖြစ်တယ်နော်။